ဒီဆိုကျွန်တော်အခုဒီသင်ခန်းစာမှာကျတော့ကျွန်တော်တို့ဒီ syntax နဲ့ expression တွေအကြောင်းပြောပြသွားမှာပေါ့နော်ဆိုတော့ okay ဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ syntax ဆိုရဲ finely defined စောက်ပေါ့နော် syntax ပေါ့နော် syntax ဆိုရဲ finely defined စောက်လိုက်ပေါ့နော်အဲ syntax ဆိုတာဘာလဲဆိုတော့ရှင်းပြသွားမယ်ဒီ code file ကတော့ကျွန်တော်အများကြီးလိုက်ရေးစရာမလိုဘူးဒါအမှတ်ထားရုံပဲပေါ့နော်ဆိုတော့ syntax ဆိုတာဘာလဲဆိုတော့ကျွန်တော်တို့ဒီ code တွေကိုရေးတဲ့ဒီ format ကိုကျွန်တော်တို့က syntax လို့ခေါ်တယ်နော်ဆိုတော့အဲ့မှာ example ကျွန်တော်ပြောပြမယ်ဥပမာကျွန်တော်တို့အဥပမာမြန်မာစာမှာဆိုရင် ျွန်တော်တို့ကကျွန်တော်ကျွန်တော်ဒီပေါ့နော်ကျွန်တော်ဒီပေါ့နော်အဲကြောင်းကိုသွားဒီကြောင်းသွားဒီပေါ့နော်ကျွန်တော်ဒီကြောင်းသွားဒီဒါမြန်မာစာမှာရေးရပေါ့နော်ဆိုတော့အင်္ဂလိပ်စာမှာဆိုကျွန်တော်တို့က I go to school ပေါ့နော်ဆိုတော့အဲ့မှာဆိုကျွန်တော်တို့ကြည့်လိုက်စာကြောင်းဖွဲ့စည်းပုံကိုကျွန်တော်ကြည့်မှာဆိုရင်ကျွန်တော်တို့ကတခုမှကြတော့ကျွန်တော်တို့က ចောင်းကိုသွားទីចောင်းကိုသွားទីဆိုရင်ကျွန်တော်တို့ကဒီမှာအာဒီ verb ဟောပါတော့ of was ဒါ subject ပေါ့เนาะဒါ verb ပေါ့เนาะအာ sorry ကျွန်တော်တို့ဒီအင်္ဂလိပ်စာမှာဆိုရင် verb ပေါ့เนาะဒီမှာတော့ကျွန်တော် object ပေါ့เนาะမြန်မာစာမှာဆိုရင် subject object ရယ် verb ရယ်ပေါ့เนาะအာပြုလုပ်သူရယ်ခံရသူရယ်ကရိယာရယ်ပေါ့เนาะဆိုတော့သုံးခုရှိတယ်ဆိုတော့အင်္ဂလိပ်စာမှာဆိုရင်တော့ကျွန်တော် subject ရယ် verb ရယ်အာပြီးရင်ကျွန်တော်တို့ဒီမှာအာ object ပေါ့เนาะ subject verb object ပေါ့เนาะဒီလိုမျိုးပေါ့ okay ဆိုတော့ရေးဝင်ရင်းနေမတူဘူးအဲမြန်မာစာရေးချင်ကျွန်တော်ကကျွန်တော်ဒီကျွန်တော်ဒီသွားစီအကြောင်းကိုဒါဆိုရင်ကျွန်တော်စာအကြောင်းဖွဲ့စည်းတိစောက်ပါမှားတယ်နော်ဆိုတော့ဒီမှာဆိုရင်ကျွန်တော်တို့ကကျွန်တော်ကျောင်းဝင်သွားစီဆိုရင် I go to school ပေါ့ဒီပုံစံအတိုင်းရေးရအောင်အင်္ဂလိပ်စာမှာလည်းသွားပြီးတော့ကျွန်တော်ကဟိုသွားပြီးတော့အာ I school to go လို့သွားရေးလို့မရအောင် I school go to လည်းသွားရေးလို့မရအောင်နော်ဆိုတော့ကျွန်တော်တို့ရဲ့သတ်မှတ်ချက်အတိုင်းဘာလို့မှရမှာလဲဆိုတော့ကျွန်တော်တို့ရေးမှရအောင်ပေါ့နော်โอเคဆိုတော့ အဲ့တော့တမန်ချက်တွေနဲ့ရေးတာကိုကျွန်တော်တို့ကဘာလို့ခေါ်တယ်လဲဆိုတော့ syntax လို့ခေါ်တယ် syntax ဆိုတော့ကျွန်တော်တို့ကမြန်မာလိုအတိတ်ပဲဝါကျတိစောက်တယ်ပေါ့နော်ဝါကျတိစောက်ပေါ့နော်ဝါကျတိစောက်ပေါ့ဝါကျဝါကျတိစောက်ပေါ့နော်ဝါကျတိစောက်ပေါ့နော်စာကြောင်းတစ်ကြောင်းတိစောက်တဲ့ပုံစံကိုကျွန်တော်တို့ကဘာလို့ခေါ်တယ်လဲဆိုရင်ဒါ syntax လို့ခေါ်တယ်အဲ့တော့အဲ့ဒီလိုမျိုးပဲကျွန်တော်တို့ကဒီ programming လုပ်တဲ့အခါမှာဆိုတော့ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့အာဟေး syntax တွေနဲ့ပဲရေးရတယ်ဥပမာထားပါတော့ကျွန်တော် variable တစ်ကြောင်းရေးခြင်းတယ်ကျွန်တော်ဘယ်လိုရေးမှရမှာလဲဆိုတော့ကျွန်တော်တို့မှာသတ်မှတ်ချက်ရှိပြီးသား data type အရင်ရေးရမယ်နော်ပြီးရင်ကျွန်တော်တို့အနောက်ကနေပြီးတော့ variable နဲ့ရေးရမယ်ပြီးရင်ကျွန်တော်တို့အာ assignment operator ပါရမယ်ပြီး variable value ပါရမယ်ပြီး and operator ပါရမှာပေါ့နော်ဆိုတော့ထားပါအောင်အောင်ပေါ့နော် okay အဲ့ကျွန်တော်တို့ဒီလိုမျိုးသတ်မှတ်ချက်တွေအတိုင်းအတိအကျရေးကိုရေးရမယ်ဒီမှာဆိုကျွန်တော်ဥပမာထားပါတော့ကျွန်တော်ညီမချင်းထားခဲ့မယ် error တက်မယ် နော်စီမီကော်နာထားခဲ့မယ် error တက်မယ်ဘာမှထားခဲ့လို့မရဘူးကျွန်တော်တို့က तू ကဟို तू ပြောတဲ့အတိုင်းကျွန်တော်တို့ဘာဖြစ်ရမလဲဆိုတော့ရေးကိုရေးရမှာဒါကိုကျွန်တော်တို့ကဘာလို့ခေါ်တယ်လဲဆိုရင်ကျွန်တော်တို့ကအာဒါ sin touch လို့ခေါ်တယ်နော်ဆက် okay အဲ့တော့ကျွန်တော်တို့ကဒီမှာဆိုရင်ဘာလုပ်ရမလဲဆိုတော့စာချောင်းတွေရေးတဲ့အခါတိုင်းမှာဒီစာချောင်းတွေအစုံမှာဒါ semi colon တွေပေးရအောင်နော်ဆိုတော့ဒါတော့ sin touch ပါ okay ဆိုတော့နောက်တစ်ခုနောက်တစ်ခုကတော့ကျွန်တော်ဘာအကြောင်းဆက်ပြောပြမှာလဲဆိုတော့ကျွန်တော် expression တွေအကြောင်းပြောပြအောင်ပေါ့နော်ဆိုတော့ okay အဲ့တော့ကျွန်တော်ဒီမှာပဲကျွန်တော် finding လေးပြင်လိုက်ပါမယ်နော်အဲ့တော့ကျွန်တော်ဒီမှာပဲ refactor rename ကျွန်တော်တို့အာ syntax and expression ပေါ့နော် e h p r e s s i ပေါ့နော် expression နောက်တစ်ခုက expression မှာ expression ကဘာကိုပြောချင်တာလဲဆိုတော့ကျွန်တော်တို့တစ်ခုခုကိုဖော်ပြချက်လို့ပြောချင်တာနော် example ပြပါမယ်ဥပမာ integer a equal full တစ်ခုရှိမယ် integer b equal b equal 5ဆိုပြီးဟာ6ဆိုပြီးရှိမှာပေါ့နော် okay အဲ့တော့ကျွန်တော်ကဒီမှာဘာလုပ်မလဲဆိုတော့ integer r sum sum ပေါ့နော်ဒါပေါင်းလို့ရတဲ့ result ပေါ့ တော့ A နဲ့ B နဲ့ပေါင်းပါเนาะ A နဲ့ B နဲ့ပေါင်းပြီးကျွန်တော်ဘာလုပ်မလဲဆိုတော့ output ထုတ်မယ် as out sum ကို output ထုတ်မယ်ဒီနေရာမှာဆိုရင်တစ်ချက်ဖြည့်ကြည့်ပေါ့เนาะဟိုထားပါဒီသင်ခန်းစာကိုပြီးရင် pause လုပ်ပြီးဖြည့်ကြည့်ပေါ့အာကျွန်တော် A နဲ့ B နဲ့ပေါင်းတယ်ပေါင်းတယ်ဆိုရင်ကျွန်တော်အဖြေပါရမှာ A + B ဆိုပြီးထွက်လာမှာလားဒါမှမဟုတ်၄နဲ့6နဲ့ပေါင်းလို့ရရ result ထွက်လာမှာလားဒါကျွန်တော်တို့တည်ပြီးသား၄နဲ့6နဲ့ပေါင်းလို့ရရ result ထွက်လာမှာ၁၀ဆိုတာထွက်လာမှာ နော် A နဲ့ B နဲ့ပေါင်းလို့ရတာ A B ဆိုပြီးအဖြစ်ထွက်လာမှာမဟုတ်ဘူး။ဘာလို့လဲဆိုတော့ကျွန်တော်တကယ်တမ်းအလုပ်လုပ်သွားတဲ့အခါမှာ A ထဲမှာ4ကိုသိမ်းထားတယ်၊ B ထဲမှာ6ကိုသိမ်းထားတယ်ကျွန်တော်သိတယ်။အဲ့တန်ဖိုးတွေအလုပ်လုပ်ပြီးပေါင်းသွားတယ်ပြီးရင်အဲ့ဒီ result နှစ်ခုပေါင်းထားတဲ့တန်ဖိုးက sample ကိုဝင်သွားမယ်ဆိုတာသိတယ်။ဒါပေမဲ့ကျွန်တော်တို့ကဒီမှာတကယ်တမ်းဒီမှာလာပြီးကုတ်တွေကိုရေးတဲ့အခါမှာကျတော့ကျွန်တော်ဒီ6တို့6တို့ပြန်ရေးမနေဘာလို့လဲဆိုတော့ကျွန်တော်ဒီမှာသိမ်းထားပြီးသားဖြစ်တယ်။ခဏခဏပြန်သုံးကြည့်တယ်ဘာလို့ခဏခဏပြန်သုံးကြည့်ရဥမာထားပါတော့ကျွန်တော်ခုနကဥမာ6တို့မရေးတော့ကျွန်တော်24တို့ရေးလိုက်24နဲ့6နဲ့ပေါင်းတယ်နော် နောက်တစ်ခါကျတော့ကျွန်တော်မလုပ်ချင်တယ်လဲဆိုတော့ integer အာဆိုဆက်ပေါ့နော် SUV ဆက်ပေါ့နှုတ်တယ်ပေါ့နော်ဆိုတော့မလုပ်မလဲဆိုတော့ခုန A တဲကနေပြီးတော့ B ကိုနှုတ်တယ်ဒီမှာဆိုတော့ကျွန်တော်နောက်တစ်ခါပြန်သုံးလို့ရတယ်အဲ့တော့ variable ထုတ်ထားခြင်းအပြင်ကျွန်တော်ပြန်သုံးလို့ရတယ်ပြီးကျွန်တော် output ထုတ်မယ် set sub ကိုထုတ်နော်အဲ့လိုမျိုးပဲကျွန်တော်မလုပ်လို့ရတယ်ဆိုမြှောက်လို့လည်းရတယ် MUL multiply ပေါ့နော်ဆိုတော့ equal A into B ပေါ့ဒါမျိုးလည်းလုပ်လို့ရပြီးကျွန်တော်အပြင်ထုတ်လို့ရတယ် MUL ပေါ့နော် ော့ပြောချင်တာဗာလဲဆိုတော့ကျွန်တော်တို့ကဒီအနောက်မှာဒါအပြသဘောနဲ့လုပ်တာဒီရမှာ data တွေသိမ်းထားတာဟုတ်တယ်24ဒီ6ဒီသိမ်းထားတာဟုတ်တယ်ဒါပေမဲ့ဒီ expression ကိုကြည့်ပြီးတော့ဒီဟာ a နဲ့ b နဲ့ပေါင်းထားတာဗာလားဆိုတော့ကျွန်တော်တို့ကကြည့်ပြီးတော့ဒါသိတယ်ဗောနော်သိပြီးတော့ကျွန်တော်တို့ဘာလုပ်လဲဆိုတော့ a နဲ့ b နဲ့ပေါင်းပေးလိုက်တယ်ဒါဆို30ရနော်ဒီမှာဆိုကျွန်တော်က a တွေကနေ b ကိုနှုတ်ပေးလိုက်တယ်ဘာကိုကြည့်ပြီးနှုတ်ပေးလိုက်တာလဲကျွန်တော်ဒီ expression ကိုကြည့်ပြီးတော့ဒါတော့ဒါနှုတ်တာဗာလားဆိုတော့ကျွန်တော်တို့ကဒါသိတယ်ဗောနော်ဆိုတော့ဒီလိုသဘောတရားမျိုးကျွန်တော် expression လို့ခေါ်တယ်โอเคဆိုတော့ data ပို့ပြီးရွှေ့တာရရှိပါတယ်ဥပမာထားပါတော့ကျွန်တော်တို့အာအာ a power တက်ပေါ့နော် a power 3ပေါ့နော်ဆိုတော့ a ကိုကျွန်တော်တို့ကဘာလဲဆိုတော့3ကလိုပါပေါ့3စလိုချင်တယ်ဥပမာတော့ a ရနည်းနည်းများသွားပြီနော်ဆိုတော့ထောက်ပါတော့အာကျွန်တော်နောက်ထပ်တစ်လုံးထပ်ဆောက်လိုက်ပြီနော် integer c equal 3ပဲထောက်ပါတော့နော်ဆိုတော့ဟိုကကျွန်တော် c power 3ပေါ့နော် c power 3ဆိုတော့ c ဆိုတဲ့တန်ဖိုး3ဆိုတဲ့တန်ဖိုးကျွန်တော်3အာ3စလိုချင်တာ3 power 3လိုလိုချင်တာဒါဆိုရင်ကျွန်တော်ကဒီမှာရေးမှာဆိုရင်3 into အာပြီးရင်3ပေါ့ into 3ပဲဒါမျိုးကြီးရှိတယ် ီလိုမျိုးစာကြောင်းနေဒီလိုစာကြောင်းတစ်ကြောင်းလုံးကိုကျွန်တော်တို့က expression လို့ခေါ်တာနော်ဆိုတော့ဒါပါဒီနောက် expression လို့ပေးလိုက်လေဒါပိုကောင်းတယ်ပေါ့နော်နာမည်သက်လာလေးဖြစ်သွား expression အဲဒီဘက်ကဟာဒါ expression ပေါ့ဟုတ်တယ်မနော်ဆိုပြီးကျွန်တော်တို့ကပြန်သုံးမှာပေါ့ဥပမာထားပါဒီကနေ့ရလာ expression တန်ဖို့နဲ့ကျွန်တော်တခြားတစ်ခုနဲ့ပြန်ပြီးလုပ်တယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးကျွန်တော်တို့ဘာလုပ်လို့ရလဲဆိုတော့သုံးလို့ရပါနော်โอเคဆိုတော့ကျွန်တော်တို့ဒီမှာ အော်တခြားကြည့်ပါဦးနော် expression တွေကျွန်တော်တို့ဟိုဘယ်လိုရေးသုံးလဲဆိုတာကျွန်တော်ဒီမှာနည်းနည်းပြမှာပေါ့နော်โอเคဆိုတော့ကျွန်တော်ဒီမှာပေါ့နော်ဒါတော့ကျွန်တော် python နဲ့ရေးထားပါပေါ့နော် python မှာဆိုရင်ကျွန်တော်ဒီမှာပြမယ်ဒီမှာဆိုရင်ကျွန်တော် expression တွေရှိရပေါ့နော်ဆိုတော့ function ရှိရ function ဆိုရင်ကျွန်တော်တို့ကဒီမှာဒီမှာဆို numerator ရှိရပေါ့နော်ဒါစားတဲ့အဲစားတဲ့တန်ဖိုးတွေပေါ့နော်ဆိုတော့ကျွန်တော်အဲ့ ဒီဒီကနေရလာတဲ့တန်ဖိုးကိုကျွန်တော်ကဒီအောက်က denominator ဆိုတာအောက်ကပိုင်းကြီးကိုပြောတာဒါပိုင်းဝေပေါ့နော်ပိုင်းဝေကိုဒီပိုင်းဝေကိုကျွန်တော်ပိုင်းကျင်နေစာမယ်ဒါပေမဲ့ပိုင်းဝေရလည်းအရင်ဆုံးမြှောက်ရအောင်ပါနော်ဟိုတွက်ရချက်အောင်ပါပေါ့နော်အဲပိုင်းဝေရလည်းကျွန်တော်တွက်ရချက်အောင်အဲ့ဆိုဒီဟာလည်း expression ပဲဒါကလည်း expression ပဲအဲ့တော့ပိုင်းဝေကိုပိုင်းကျင်နေစာမယ်ဆိုပြီးတော့ဒီလိုမျိုးရေးထားရတယ် expression ပဲဆိုတော့နားလည်းမထင်ပါရဲ့ဆိုတော့ကျွန်တော် expression ဆိုတာက everything ပဲကျွန်တော်တို့ဒီ သင်္ကန်းအနေနဲ့ပတ်သက်ပြီးတော့ဘာလုပ်မလဲเนาะဒီဟာတွေကိုဒီတန်ဖိုးတွေဘယ်လိုတွက်မလဲဘယ်လိုဘယ်လိုလုပ်မလဲဆိုတာကိုအနောက်မှာတော့ကျွန်တော်တို့စီကာပကုံးရေးထားပါဥပမာထားပါတော့ဒါဆိုဒါဘယ်လိုဘယ်လိုသဘောမျိုးလဲဆိုတော့ h ကို power တဲ့2ထပ်တင်တယ်เนาะဆိုတော့ h ဆိုရင်တန်ဖိုးရှိတယ်အဲ့တန်ဖိုးကျွန်တော်က sorry square root လုပ်လိုက်တယ်เนาะဥပမာထားပါ16ရှိတယ်ဆိုတော့16ကို square root တင်တယ်ဆိုတော့4ရမယ်4ရတဲ့နေပြီး2နှုတ်တော့2ကြံမယ်ဒါအဲ့2နဲ့2ပဲကြံတဲ့တန်ဖိုးကိုကျွန်တော်ဒီဘက်မှာအာကျွန်တော်အဲ့ဒီ h ကငကူမူရ16 16ကိုကျွန်တော်ဘယ်လောက်နဲ့ဘယ်လောက်နဲ့မြောက်မလဲဆိုတော့ ဒါပါဝါတက်ပေါ့နော်16ကို16နဲ့ထပ်မြောက်မယ်ပြီးရင်အထက်ကနေမှကျွန်တော်16နှုတ်မယ်ပြီးခုနရလာတဲ့2ကိုကျွန်တော်တို့ကဒီကရလာတဲ့တန်ဖိုးနဲ့ပြန်စားမယ်ဒါမျိုးတွေပေါ့နော်ကျွန်တော်အစင်းအစင်းလည်းအဲ့လိုအများကြီးကြီးကျွန်တော်တို့ကလုပ်လာဒါပေမဲ့ကျွန်တော် value ကပါလဲဆိုတော့ဒီမှာကမခံမနိုင်တော့ခုန A တဲ့ကနေ B နှုတ်တာလောက်ကတော့ခံမနိုင်တယ်ဒီမှာကျနည်းနည်းကျွန်တော်ကအများသားပါပြီဆိုတော့မခံမနိုင်တော့နော်ဒါမျိုးကြောင့်ကျွန်တော်တို့ဘာလို့ခေါ်တယ်လဲဆိုတော့ expression လို့ခေါ်ပါနော် okay ဆိုတော့ဒီသင်္ကန်းကရမ်းလွယ်ပါတယ်ကျွန်တော်ဒီမှာဟိုအကြောင်းရင်းနှစ်ခုပြပြခဲ့ပေါ့နော်တစ်ခုကကြတော့ကျွန်တော်တို့ syntax syntax ဆိုတာ အဲ့ဒီကုတ်ရေးဝင်ရေးနီးဒါကျွန်တော်တို့ဒီ flow ဒီလိုရေးလို့ပြောရင်ဒီလိုရေးကိုရေးရမှာကျွန်တော်ပောက်ခဲ့ရရေးလို့မရအောင်ဒါ syntax လို့ခေါ်တယ်နော်နောက်တစ်ခုကကြာတော့ကျွန်တော်တို့အာ expression ပေါ့နော် expression ဆိုတာကကျွန်တော်တို့ဒီလိုအပြသဘောပေါ့နော်ဆိုတော့ဒီဟာကြီးလိုက်တယ်ဆိုရင်ဟောဒါဘာကြီးလုံးနေရလဲလို့သိတယ်ဒါပေမဲ့အဖြေတော့ကျွန်တော်တို့တန်းတွက်နိုင်ချင်မှလည်းတွက်နိုင်သေးမှာပေါ့နော်ဒါမျိုးကျွန်တော်တို့ကဒါ expression လို့ခေါ်တယ်နော်โอเคဆိုတော့ဒီသင်္ကေတလာတော့ပါပဲနော်